GED chemistry ရဲ့ density နဲ့ဆိုင်တဲ့မေးခွန်းလေးတစ်ခုကိုအတူတူလေ့လာကြည့်ရအောင်အဲ့တော့သူက density နဲ့ temperature နဲ့ဆိုင်တဲ့ပုံလေးတစ်ခုကိုဒီမှာပေးထားတာတွေ့ရပါတယ်အဲ့တော့ပုံမှန်ဆိုလို့ရှိရင် density ကအပေါ်ရောက်လာလေးလေးဒါများလာလေးလေးဆိုတာကို တွေ့ရတယ်ဥပမာအောက်မှာဆိုလို့ရှိရင်996ပဲရှိပြီမြင်မယ်အပေါ်မှာဆိုလို့ရှိရင်1000အထိရောက်လာတာတွေ့ရမယ် အဲတెంပရေချာကကြတော့ညာဘက်ရောက်လာလေလေများလာတယ်ဆိုတာတွေ့ရမယ်။ဘယ်ဘက်မှာဆိုရင်0တွေ2တွေနဲ့တဖြည်းဖြည်းညာဘက်ရောက်လာတဲ့အခါမှာ7နှစ်ထိရောက်လာတယ်။အဲတော့ density ကအပေါ်ရောက်ရင်များတယ်။တెంပရေချာကညာဘက်ရောက်ရင်များတယ်။အဲတော့မိကုံးကဗာမေးထားလဲဆိုတော့ what can you conclude about the density of water from the graph ဒီ graph မှာပေးထားတဲ့ဒီရေရဲ့ density နဲ့ပတ်သက်ပြီးတော့ ဘလို့မျိုးကောက်ချက်ချလို့ရတယ်လဲဆိုတာကိုမေးထားပါဗျ။အဲ့တော့အခုပုံမှာဘယ်နေရာကိုသွားကြည့်ရမလဲဆိုလို့ရှိရင်ဒီကားငယ်ပုံစံအဆက်အဆက်လေးနဲ့ကွေးထားတဲ့နေရာလေးပေါ့နော်။အဲ့နေရာလေးကိုသွားပြီးတော့ကြည့်ရပါမယ်။နံပါတ် A ကဘာပြောထားလဲဆိုတော့ the density of water increase as temperature increase အပူချိန်တိုးလာတာနဲ့အမျှ density လည်းတိုးလာတယ်လို့ပြောထားတယ်။ အဲ့တော့ပုံမှာကြည့်ကြည့်ကြရအောင်အပူချိန်တိုးလာတဲ့အခါမှာ density တိုးလားမတိုးလားဆိုတာကြည့်ကြည့်ကြမယ်အဲ့တော့ပုံမှန်ဒီအနီအောင်မြားပြထားတာက အပူချိန်တိုးလာတယ်ဆိုတာကိုပြချင်တာဖြစ်တယ်။အပြာရောင်မြားလေးကဘာလို့ပြောချင်တာလဲဆိုတော့ density တိုးလာတာကိုပြောချင်တာဖြစ်တယ်။အဲ့တော့အပူချိန်တိုးလာရင် density တိုးလာလားဆိုတော့တိုးတော့တိုးလာတယ်။ဒါပေမဲ့အမြဲတမ်းတိုးနေတာမဟုတ်ဘူး။ အတိုင်းတာတစ်ခုရောက်သွားတဲ့အခါကျရင်သူကပြန်ပြီးတော့ဒီအစိမ်းရောင်မြားလိုင်းလေးလိုပဲပြန်ကျသွားတာကိုတွေ့ရလိမ့်မယ်အဲ့တော့အပူချိန်တိုးတိုင်းမှာ density တိုးတယ်ဆိုတာကမှန်မှန်ဘူး density ကခဏလေးပဲတိုးသွားပြီးတော့ပြန်ကျတဲ့အချိန်လည်းရှိတယ်အပူချိန်တိုးတဲ့ချိန်မှာ density တိုးတာလည်းဖြစ်တယ်ယော့တာလည်းဖြစ်တယ်အဲ့ဒါကြောင့်မို့လို့အပူချိန်တိုးရင် density တိုးတယ်ဆိုတာကတဝက်ပဲမှန်တာဖြစ်တဲ့အတွက်ကြောင့်နံပါတ် A ရဲ့အဖြေဟာမှားပါတယ် နမပီမှာဗာပြောထားလဲဆိုတော့ the density of water is lowest at the highest temperature အဲ့တော့ပုံမှာဆိုလို့ရှိရင် highest temperature ကဘယ်သူလဲဆိုတော့7ပါ lowest density ကဘယ်သူလဲဆိုတော့999.5ပေါ့เนาะအဲ့တော့အခုဆိုလို့ရှိရင် highest density ဖြစ်တဲ့7မှာ lowest density ဖြစ်တဲ့999.5ဖြစ်နေတယ်เนาะအဲ့ဒီနေရာလေးမှာအဆက်ကလေးသွားချထားတာကိုတွေ့ရတယ် တော့ highest temperature မှာ lowest density ဖြစ်တယ်ဆိုတာကမှန်ပါတယ်ဒါပေမဲ့တခြား C နဲ့ D နဲ့ကိုစက်ကြည့်ကြည့်ပါမယ်အဲ့တော့ number C လေးကိုကြည့်ကြည့်ကြရအောင် number C ကဘာပြောထားလဲဆိုတော့ density of water decrease as temperature increase အပူချိန်တိုးလာတဲ့အခါမှာ density လျော့သွားတယ်လို့ပြောထားတယ်ဒါပေမဲ့အပူချိန်တိုးလာတဲ့အချိန်မှာ density သည် တိုးလာတာလည်းရှိတယ်ရော့လာတာလည်းရှိတယ်ဥမာ၄လောက်အထိဆိုရင် temperature ၄လောက်အထိဆိုရင် density ကတိုးတယ်လေးနောက်ပိုင်းဆိုရင်ကြာ density ကဒါရော့သွားတယ်ပေါ့နော်အဲ့တော့ဒီမှာမြားအပြတ်ရောင်လေးဆိုရင်ဒါ density တိုးတယ်အစိမ်းရောင်ဆိုရင်ဒါ density ရော့သွားတယ်အဲ့တော့ temperature တွေတိုးလာတဲ့အခါမှာ density ရော့သွားတယ်ဆိုတာလည်းတောက်ကပဲမှန်တယ် density တိုးတဲ့အခါလည်းရှိတယ်ရော့တဲ့အခါလည်းရှိတယ်အဲ့ဒါကြောင့်မလို့အကုန်လုံးကိုခြုံပြီးတော့ density ရော့သွားတယ်လို့ပြောလို့မရဘူး အဲအကြောင်းမလို့စီလဲမှားပါတယ်အဲ့တော့နံပါတ်ဒီကိုတိတိကြရအောင်သူကဘာပြောထားလဲဆိုလို့ရှိရင် The density of water is highest at the lowest temperature. အပူချိန်အနှိမ့်ဆုံးမှာ density ကအမြင့်ဆုံးလို့ပြောထားပါဗျ။အဲ့တော့ပုံမှာအပူချိန်အနှိမ့်ဆုံးက0ပါ။ density အမြင့်ဆုံးကကြတော့ဘယ်လောက်လဲဆိုရင်ဒီ996.95မှာမြင့်တာပေါ့နော်။ သူကအပူချိန်အနှိမ့်ဆုံးမှာ density ဒီ996ဒသမ85ပဲရှိပါတယ်အဲ့ဒါကြောင့်0မှာဆိုရင် density က996ဒသမ85ပဲရှိတာမို့လို့ density အမြင့်ဆုံးမဟုတ်ပါဘူးအဲ့တော့အပူချိန်အနှိမ့်ဆုံးမှာ density အမြင့်ဆုံးဆိုတာကမှားပါတယ်ဒါကြောင့်မို့လို့အဖြေက b ပါအဲ့တော့အပူချိန်အမြင့်ဆုံးမှာ density အနှိမ့်ဆုံးဆိုတာတစ်ခုပဲမှန်ပါတယ်အဲ့တော့ဒီမှာတစ်ခုသိထားမှာက အဖြေကိုဖြေတဲ့အခါမှာတဝက်ပဲမှန်နေရဆိုရင်အဲ့ဒါဒီအဖြေမှန်မဟုတ်ပါဘူးတကြောင်လုံးမှန်မှဒါလင်အဲ့ဒါဒီအဖြေမှန်ဖြစ်ပါတယ်တဝက်ပဲမှန်တယ်ဆိုလို့ရှိရင် မှားတယ်လို့ယူဆလို့ရပါတယ်